အဲ့တော့အခုမြောက်ပေးမှာကတော့ MOGRD လို့ခေါ်တဲ့ Motion Graphic Template တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီ Motion Graphic Template ပြရဆိုလို့ရှိရင်ဘယ်လိုတွေသုံးကြလဲဆိုတော့ကျွန်တော်တို့ကဟို After Effects ထဲမှာပေါ့နော်ဒီ Motion Graphic Template တွေကို Auto လုပ်ထားတဲ့အရာတွေကို Premiere တွေကိုထည့်ပြီးသုံးကြရရှိတယ်လို့ဒီ Premiere တွေမှာလည်းပါတဲ့ Motion Graphic Template တွေကိုလည်းအသုံးပြုလို့ရရပေါ့နော်။သူကအဓိက Title တွေလို့ခေါ်တယ်ပေါ့နော်။ Title အစ Graphic title ထဲမှာအကြီးကအသုံးပြုပါတာပေါ့နော်အဲ့တော့ဒီ motion graphic တွေကပို့ပြီးတော့ဟို stand up ပို့ရှိတယ်ကြည့်ရတဲ့အခါမှာအဲစာတန်းလေးထွက်လာတာလေးတွေသူရဲ့ animation အသုံးပြုပုံလေးတွေကပို့ပြီးတော့မိုက်တာဖြစ်တဲ့အတွက်အများစုကဒီ motion graphic template တွေကိုသုံးချင်ကြတယ်ပေါ့နော်အဲ့တော့တချို့တွေမျှဝေပေးထားရလည်းရှိပါတယ် motion graphic template MOGRD လို့ရိုက်ပြီးတော့ရှာမယ်ဆိုလို့ရှိရင်တွေ့လိမ့်မယ်ဒါမှလည်းအရင်တော့တင်ပြမှုထားရှိပါတယ် ်ဝရှင် graphic template တွေတောင်းမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆက်ကတော့မြင်ဖို့လိုအပ်တယ် graphic ကမြင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကကိုယ်တိုင်ဖန်တီးလို့ရတယ်လို့အဲသူများတွေတုံးထားတဲ့အရာတွေသူများတွေမျှဝေပေးထားတဲ့ preset တွေပုံစံမျိုးပဲပေါ့နော်ဒါတွေကလည်းသူတက်တက်ပြန်ပြီးတော့ထည့်ပြီးအသုံးပြုလို့ရတဲ့အရာတွေဖြစ်ပါတယ်အဲ့တော့တချို့အရာတွေကကြတော့ 4K ပေါ့နော် 4K site တွေနဲ့ motion graphic template တွေကိုထုတ်ပြီးတော့မှဟိုပြန်ရောင်းတာတွေရှိတယ်။ဒါမှမဟုတ်လည်းအခမဲ့ပြန်မျှဝေရာတွေရှိရပါတော့။အဲ့တော့ကျွန်တော် reset ကတကယ်လို့မြင့်နေဆိုလို့ရှိရင်တော့ Tamen Full HD motion graphic template တွေကိုသုံးရမယ်ပေါ့နော်။အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့ဆက်ကမြင့်နေဆိုလို့ရှိရင်တော့ 4K size ရှိတယ်၊ 4K resolution ရှိတယ်၊ motion graphic template တွေကိုလည်းအသုံးပြုလို့ရရပါတော့။အဲ့တော့တခါတလေမှကိုကကိုဝယ်လိုက်တဲ့ motion graphic template ဒါမှမဟုတ်လို့ရှိရင်ကိုအလကားရတာပေါ့နော်။ကိုတနေရာရ free ရလို့ တောင်းလိုက်တဲ့အရာလေးက site ကအရင်ကြီးနေရဆိုလို့ရှိရင်ကိုယ့်ရဲ့ effect controller မှာသွားပြီးတော့ scale သေးအောင်လို့ပြန် short လို့ရရပါတော့ဒီ motion graphic template တွေကိုထည့်ရတဲ့ပတ်သက်ပြီးတော့အသုံးပြုရတဲ့ပတ်သက်ပြီးတော့ကျမရဲ့ advanced class မှာပေါ့နော်သင်ပေးထားတယ်ပေါ့နော်ကဲယူအခုဗီဒီယိုကိုကြည့်နေတဲ့ပိတ်ဆွေအနေနဲ့ဒီ emoji ကဒီနဲ့ပတ်သက်လို့ဟိုကထပ်ပြီးတော့လေ့လာခြင်းနဲ့ အသုံးပြုပုံတွေအသုံးချပုံတွေကိုသိကျင်တယ်ဆိုလို့ရှိရင်တော့ advanced class မှာလာပြီးတော့ join လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဟိုတကယ်ကိုရိုက်ခွေးလုပ်ငန်းလုပ်တဲ့သူတွေ video editing service လုပ်ခဲ့သူတွေ professional အနေနဲ့အတမွေးဝမ်းကြောင်းပြုတဲ့သူတွေအတွက်ပေါ့နော်အကြီးကသင်ပေးထားတာဖြစ်တဲ့အတွက်အဲ့ဒီသင်တန်းမှာဆိုလို့ရှိရင်လုံးဝပွဲလက္ခဏာနဲ့စပြီးတော့နောက်ပိုင်း customer ကြီးကိုဒီအလုပ်အပ်တာနေပေါ့နော်အဆုံးပေါ့နော်ဒီဒီကိုအပ်လိုက်တဲ့ကိုလုံးလိုက်တဲ့ ီယိုအတတိ service ကိုပြန်အပ်နိုင်တဲ့အဆင့်တစ်ရအောင်ပေါ့နော်ဟို professional လက်ရာကြီးဖန်တီးနိုင်အောင်လို့သင်ပေးထားရပေါ့နော်ခဲကြီးအဲမိတ်ဆွေအနေနဲ့ဒီ video editing ကိုစိတ်ဝင်စားတယ် professional အနေနဲ့ပေါ့နော်အသက်မွေးဝမ်းကြောင်းပြုချင်တယ်ဆိုလို့ရှိရင်ဒီ advanced class ကိုလာပြီးတော့ join လို့ရပါတယ်အသေးစိတ်ကိုတော့ကျွန်မရဲ့ page messenger မှာလာပြီးတော့စုံစမ်းနိုင်ပါတယ်